بسم الله الرحمن الرحيم نحمده ونصلي على رسوله النبي الكريم أما بعد الحمد لله الله سبحانه وتعالى يجزرنا جنور تعليم القرآن مولم يعين بيجي تنتو إسلام بن يجي أمي بي أسيزين أباين تيا ليزا كونيغو تولون تنسا بي نبي بي, بي باره تيربا مالي جنور زيغو يوشي لاره ميغون نتيغا ميغون چاوكو غو يوشي تنسا بي طوحما بي باره أري ميغون نغو بي جابي بو سيا نباغو بي جاتاره تباغارو ဂျာမီအာဇမီဒီယာကာစီမူလ်အူလူမ်ကျောင်းတော်ကြီးရဲ့ဟာဒီစ်နာမည်ဆရာတစ်ပါးဖြစ်တဲ့ဟဇရတ်မောလနာမူဖတီအဗ်ဒူလ္လာကာစီမီဆာဟစ်ဖြစ်ပါတယ်နောက်ထပ်ဆရာတစ်ပါးကတော့ကျွန်တော်တို့တာလီမူလ်ကူရ်အန်မောလမီန်ကျောင်းတော်ကြီးရဲ့ဟာဒီစ်နာမည်ဆရာတစ်ပါးဖြစ်တဲ့ဟဇရတ်မောလနာမူဖတီဟူဇိုင်ဖာကာစီမီဆာဟစ်ဖြစ်ပါတယ်ပထမမေးခွန်းကိုဆရာမူဖတီဟူဇိုင်ဖာကဖြေကြားပေးပါဆရာကိုအောင်ဖြိုးကမေးထားပါတယ်အမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေ ခန္ဓာကိုယ်ပေါ်တွင်မိမိလိုချင်သောမိမိမလိုချင်သောအမွှေးအမြင်များကို ပြန်မပေါက်အောင် အိမ်တွင်မိမိကိုယ်တိုင်အသုံးပြုနိုင်သော လေစာဆက်ကိုအသုံးပြု၍အမွှေးအမြင်ပြန်မပေါက်အောင်ဖယ်ရှားခြင်းပိုင်လားဆရာလေစာဆက်ကအမွှေးအမြင်များကို ထာဝရဖယ်ရှားပေးနိုင်ခြင်းအည်ပြားအောက်ပုံနေသော မပေါက်နိုင်သည့်အမွှေးများဖယ်ရှားနိုင်ခြင်းအည်အသားအည်ချောမွေ့လာခြင်းကိုယ်တိုင်အသုံးပြုရလွယ်ကူစေခြင်း အရေးပြားထိခိုက်မှု side effect လုံးဝမရှိခြင်းအရေးပြားအပေါ်ယံရှိကင်ဆာဖြစ်စေသောဆဲလ်များကိုဖယ်ရှားပေးနိုင်သည့်အတွက်အရေးပြားကင်ဆာဖြစ်ပေါ်ခြင်းကိုတားဆီးပေးခြင်းစသည့်အကျိုးကျေးဇူးကိုရရှိစေပါれဆရာ အမျိုးသားစုံလျှင် အမွေးမြင်ပြန်မပေါက်အောင်တစ်ပတ်တစ်ကြိမ်အကြိမ်15ကြိမ်မှအကြိမ်20ဖယ်ရှားရပါれဆရာအမျိုးသမီးစုံလျှင်အမွေးအမြင်ပြန်မပေါက်အောင်တစ်ပတ်လျှင်တစ်ကြိမ်10ကြိမ်မှ15ကြိမ်ဖယ်ရှားရပါれဆရာ လေစာပြည့်ရင်အမွေးအမြင်များနှုတ်ပြီးအပီးဖယ်ရှားပေးလိုက်မှာပါဆရာလေစာဆက်ဖြင့်ဂျိုင်းမွေးစီးခုံမွေးရင်ပတ်မွေးကြောပြင်းမွေးတင်ပါမွေးစသည့်အမွေးအမြင်များကိုပြန်မပေါအောင်မိမိအိမ်တွင်ဖယ်ရှားခြင်းပိုင်လာဆရာတဲ့နာမဒူဝန်ဆဗလီအလာရစူလ်ဟစ်ကရီအမ္မာဘတ်ခနာကူကအမွေးမြင်နေတဲ့ပတ်သက်ပြီး ဥဉ္ဇောပထမတိထာမှာခန္ဓာကိုယ်ပေါ်မှာပေါက်တဲ့မွေးမြန်ဒီမှာတရားတော်ရဲ့အမိန့်အဖြစ်ပြောရမယ်ဆိုရင်၃မျိုးရှိတယ်။နံပါတ်၁ကအဲ့ဒီအမွေးမြန်တွေကိုတရားတော်ကဖယ်ရှားဖို့အတွက်သူတတ်မှတ်ထားတဲ့ရက်ကာလအတွင်းမှာဖယ်ရှားဖို့အတွက်အမိန့်ပေးထားတဲ့အမွေးမြန်ဖယ်ရှားဖို့အရေးကြီးတဲ့အမွေးမြန်နံပါတ်၂က အဲ့ဒီအမွေးမြင့်တွေကတရားတော်ကလုံးဝဖေရှားခွင့်မပေးတော့သူဒီတိုင်းပဲထားခိုင်းတာအဲဥမာအဖြစ်မျက်နှာမှာပေါက်တဲ့မျက်ခုံမွေးလို့အဲ့လိုပဲမျက်တောင်မွေးလို့အဲဒါအဲ့လိုပဲအမျိုးသားတွေတွက်ဖြင့်ဓာဒီတို့ဘာလို့ဓာတွေကလုံးဝဖေရှားခွင့်မပြုတာဟုတ်တရားတော်တတိယအမျိုးသားက အဒီအမွေးမင်းနဲ့ပတ်သက်ပြီးတရားတော်ကဖယ်ရှားဘူးလဲတောင်းမပြတာဘူးဒါကိုထားဖို့အတွက်လဲအကြီးတကြီးမပြထမ်းတာဘူးဒါခန္ဓာကိုယ်ရဲ့တခြားအစိတ်ပိုင်းတွေကအမွေးမင်းအဲ့တော့ဒီအမွေးမင်း၃မျိုးနဲ့ပတ်သက်ပြီးသူတို့ရဲ့အမိတ်တွေကလည်းကြီးခြားဖြစ်တယ်အဲ့တော့ဘယ်အမွေးမင်းတွေကရိပ်ဖို့အရေးကြီးတယ် ဘယ်ဘယ်ဘယ်မွေးမြင်တွေကိုဖယ်ရှားဖို့အရေးကြီးတယ်အဲ့လိုပဲဘယ်မွေးမြင်တွေနဲ့ပတ်သက်ပြီးတရားတော်ကရိတ်ခွင့်ပေးတာတယ်ထားခွင့်လည်းပေးတာတယ်ရိတ်ခွင့်လည်းပေးတာတယ်အဲ့ဒီအမွေးမြင်တွေကိုဖယ်ရှားတဲ့နေရာမှာဖယ်ရှားခြင်းနဲ့ဆိုရင်အခုနောက်လို့အခုနောက်ပိုင်းခင်မိတဲ့လေသာဆက်နဲ့လည်းဒါကိုဖယ်ရှားမယ်ဆိုရင်ဖယ်ရှားခွင့်ရှိတယ် လေသာဆက်နဲ့ဖယ်ရှားတဲ့နေရာမှာဥဒမေကွန်းမှာတင်ပြထားသလိုမိမိကိုယ်တိုင်ဖယ်ရှားလို့ရတယ်ဆိုမိမိကိုယ်တိုင်ပဲဖယ်ရှားခန္ဓာကိုယ်ရဲ့တခြားသူတယောက်ကြီးလို့မပန်တဲ့အစိတ်ပိုင်းဒီမှာရှိတဲ့အမွေးမြင့်နေဆိုရင်တခြားသူတယောက်မှသွားပြီးတော့ဖယ်ရှား권မရှိအမျိုးသမီးမျိုးသမီးဖြစ်စေအမျိုးသားမျိုးသားဖြစ်စေတရားတော်က ကြီးပန်ခွင့်မရှိတဲ့နယ်နိမိတ်တွေတတ်မှတ်ထားရရှိတယ်အဲ့ဒီနယ်နိမိတ်ကအမွေးမြင့်နေရှင်မမိကိုယ်တိုင်မဖယ်ရှားမှာတခြားသူနဲ့ဖယ်ရှားလို့မရအောင်အဲ့တော့ဖယ်ရှားခွင့်ရှိတဲ့အမွေးမြင့်တွေအဲ့လိုပဲဖယ်ရှားဖို့အရေးကြီးတဲ့အမွေးမြင့်တွေကိုအခုနပြောတဲ့လေဇာဆက်နဲ့ဖယ်ရှားမယ်ဆိုရင်လည်းဖယ်ရှားလို့ရဒုတိယမိကုံးကိုဆရာမတီအဗ္ဒူလာကဖေချပေးပါဆရာ မိတ်ဆွေတို့အူကမိထားပါတယ်ကျွန်တော်နာမည်မိုဟာမက်မူဆာပါရန်ကုန်တာမွေကပါကျွန်တော်ကနိုင်ကြိုက်တဲ့အထဲပါတယ်ကျွန်တော်သိချင်တာလေးကယောက်ျားလေးတွေကရွှေဝတ်လို့မရတာကိုတော့ကျွန်တော်သိပါတယ်တချို့ brand နိုင်ကြီးတွေမှာဆိုရင်ရွှေကာရက်ဘလောက်ဆိုပြီးပါပါတယ်အဲ့လိုကြရောဝတ်လို့ပိုင်ပါသလားဆရာတဲ့ Bismillahir Rahmanir Rahim Hadith တော်မှာတမန်တော်မြတ်ကြီးဆလ္လာလာဟူအလัยဟိဝါဆလမ်မိတ်တော်မူတယ် Innamal a'malu binniyat ဘယ်အလုံးမစိုးသူ့ရဲ့ညီရက်ရည်ရွယ်ချက်ပေါ်မှာမူတည်တယ်ကျွန်တော်တို့ရိုးရိုးမိုဘလို့ခေါ်တဲ့အကုသိုလ်လည်းမရငရဲလည်းမချိတဲ့အဲ့လိုအလုပ်တွေရှိတယ်အဲ့ဒီအလုပ်တွေမှာအကယ်လို့ညီရက်မှန်မယ်ဆိုရင်ကျွန်တော်တို့စဝါပြရတော့ညီရက်မှားမယ်ဆိုရင်အပြစ်ထိုင်မယ်ဂုဏထိုင်အဲ့တော့နိုင်ပတ်တဲ့ရည်ရွယ်ချက်ကိုအရင်ဆုံးကျွန်တော်တို့သိရနိုင်ပတ်တဲ့ရည်ရွယ်ချက်ဒီဒီနိုင်ပတ်ပြီးတော့ဒီနိုင်မှာအချိန်ကိုကြည့်မယ် ကြည့်ပြီးအချိန်နဲ့နမတ်ဖတ်မယ်အချိန်နဲ့သမင်းစားမယ်အချိန်နဲ့အိပ်မယ်မိမိရဲ့ဟလာတနေ့တာလှူရှားမှုတွေအချိန်နဲ့အတိအကျဖြစ်ဖို့တိနိုင်မှုတဏှာဤပတ်ရရွေခြင်းနဲ့ပတ်မယ်ဆိုရင်အဲ့ဒီနာယီပတ်ခြင်းမှာသွားပြန်အဓိကနာယီပတ်တဲ့နေရာမှာအချိန်ကြည့်ဖို့ဆိုတဲ့အချိန်တီးဖို့ဆိုတဲ့နီယက်ကိုအဓိကထားရမယ်ဟလာဒီနာယီပတ်ပြီးတော့လှပဖို့ဒီနာယီပတ်ပြီးတော့သူများရှင်းမှာကြွားဝဖို့ရှိုးထုတ်ဖို့ဒီလိုနီယက်တွေမပါရဘူး နာယီဝယ်တဲ့နေရာမှာဘယ်နာယီကအချိန်ကိုအမှန်ကန်ဆုံးပြပြီးအကျိုးပြုနိုင်လဲအဲ့ဒါကိုပဲအဓိကထားပြီးကြည့်ရမယ်အကယ်လို့ကျွန်တော်တို့ကပတ်စံရှိလို့တန်းနိုင်လို့နာယီကောင်းကောင်းဝယ်တယ်ဟလာတန်ဖိုးကြီးတဲ့ဟာတွေဝယ်တယ်ဆိုရင်လည်းဝယ်ခွင့်ရှိတယ်ဒါပေမဲ့အဲ့ဒီမှာကြွားပါတဲ့နီယက်မပါရဘူးဟလာအစ္စဟာရီနေမတ်လို့ခေါ်တယ်အလ္လာတာလာပေးထားတဲ့နေမတ်ကိုထုတ်ဖော်တဲ့အနေနဲ့ဝယ်ခွင့်ရှိတယ်ဒါပေမဲ့တတိထာမကဒီနာယီမှာက ဟလာအခုနားလို့တအားဘရန်ဒက်စီဆိုရင်ဒီမှာရွှေတွေပါလာအဲ့တော့ယောက်ျားလေးတက်ကရွှေဝတ်ခွင့်မရှိဘူးဒါငွေစရာလဲနည်းနည်းပပအတိုင်းတာတစ်ခုနဲ့ပဲဟလာလက်စုပ်ပုံစံမျိုးနဲ့ဝတ်ခွင့်ရှိတယ်အဲ့တော့ဒီနာကြီးမှာရွှေနဲ့ငွေကလွယ်ပြီးတော့ကျန်တဲ့တခြားသောတတ်ထုပစ္စည်းတွေနဲ့တခြားသောအရာတွေနဲ့လှုပ်ထားတဲ့ဆိုရင်ဒီနာကြီးဝတ်ခွင့်ရှိတယ်ဒါပေမဲ့မိကုမမေးထားတဲ့ရွှေနည်းနည်းပပပါ နည်းနည်းပပပါတယ်ဆိုရင်ကြည့်ရမှာကဒီနာယီရဲ့အများစုအစိတ်ပိုင်းကဒီရွှေငွေကလည်းဒီတန်တဲ့တထုပစ္စည်းတွေနဲ့ဆိုရင်ဒီနာယီပတ်လို့ရတယ်ဘာမှပြဿနာမရှိဘူးအဓိကကတော့အများစုကရွှေငွေမဟုတ်အောင်ရွှေငွေနည်းနည်းလေးပါသွားတဲ့ဆိုပိုင်းနဲ့အများစုက ရွှေငွေမဟုတ်ဘူးဆိုရင်အဲ့ဒီနာမျိုးဝခွင့်ရှိတယ်အကယ်လို့ရွှေနဲ့ငွေရဲ့အစိတ်ပိုင်းကများပြီးတော့ကြံတဲ့အစိတ်ပိုင်းကနည်းနေတယ်ဆိုရင်တော့အဲ့လိုနာယီမျိုးဝခွင့်မရှိဘူး တတိယမျိုးကိုဆရာမူဖတီဟူဇိုင်ဖာကဖြေကြားပေးပါဆရာမိတ်ဆွေတို့ကမိထားပါတယ်ဆရာအများခင်ဗျာစီးတွားရာတွင် စီးတွားပြီးမှ စီးတစ်စက်ခန့်ထတ်ထွက်လာပြီးခန္ဓာကိုယ်နှင့်ပစိုးတွင်အနှဲငယ်ပေပြီး၆တွေ့သွားလျင်မစည်းကြောပဲနမာစဖတ်ပိုင်သလားယင်းပစိုးကိုဝှေ့၍နမာစဖတ်ပိုင်ပါသလားဖြေကြားပေးပါဆရာမုဟမ္မဒ်ခါလစ်သုံးနှံတောင်းပိုင်းလက်ဗရန်မြို့ပုဂိုတိုင်ရှင်လေးဘုရားကျင်ငယ်တွားပြီးနောက်ပိုင်းမှာ ကျင်းငယ်တော်ပြီးခိတခဏကြာပြီးကျင်းငယ်တစ်စက်ဆက်ထွက်နည်းနည်းပြစ်တဲ့ကျင်းငယ်ထွက်တော့ပေါ့ဒါဖီကာပညာရှင်ရဲ့ထမတာဝဒီလို့ခေါ်တူလဲကျင်းငယ်ရဲ့အမျိုးစားကျင်းငယ်ရဲ့အမျိုးစားဖြစ်တဲ့ကျင်းငယ်ရဲ့အမိတ်ထဲမှာသူလဲပါကျင်းငယ်ကနေဘယ်လိုတန့်ရှင်းစင်ကြယ်အောင်လုပ်ဖို့အရေးကြီးလဲအဲ့ဒီကျင်းငယ်ရဲ့နောက်ပိုင်းမှာ ထွက်တဲ့ဒဇန်ဆက်ထွက်တဲ့အဲ့ဒီအရင်နဲ့ပတ်သက်ပြီးတော့လည်းတန့်ရှင်းရှင်းကြင်အောင်လုပ်ဖို့ရည်ကြည်အဲ့တွက်ကြောင့်ဟာဒီစ်တော်ဒီမှာကျင်ငယ်တွားတဲ့နေရာမှာအစ်တဗရာလောက်ခံကျင်ငယ်တွားပြီးရင်ကျင်ငယ်အများစုကုံတွားရတဲ့ချက်ချင်းမရှိကြဘူးချက်ချင်းမတုတ်တင်ဘူးချက်ချင်းမထလာဘူး ဒါတွေကိုဖိကပညာရှင်တွေတင်ပြတာအစ်တဗရာလောက်ကန်နဲ့ခနာဆောက်ကန်လုံးဝကျင်ငယ်ကိုကုံစင်အောင်လုပ်ပြီးမှအဲ့ဒီအစ်တင်ကြာနေပြီးတော့ခြားလာကန်နဲ့ပုတ်တင်ကန်ဒါကြောင့်လို့ဆိုရင်အဲ့ဒီနောက်ပိုင်းမှာထွက်လာမဲ့ဒီဒဇန်နဆက်ထားထားပြီးနောက်ပိုင်းမှာထွက်လာမဲ့ဒီအရေးကလည်းဒါပေရှားကျင်ငယ်ရဲ့အမိတ်မှဖြစ်တဲ့အဲ့ဒီဒဇန်နဆက်ပြန်ထွက်ခြင်းကြောင့်လည်းဝူဒူလည်းပြတ်တဲ့ ಅಲೋ ಬರಿ ಅಸರ ಹ ಖನಕು ಮಾ ಪೀಚನ ದೊಮೋ ಅವುಸಾ ಮಾ ಲೂಂಜಿ ಮಾ ಪಸೋ ಮಾ ಪೀಚನ ನೆ ಸಂಲೆ ಅರಿ ಪೀಚನ ನೆ ನಿಯಾ ನಾಪಾಕ್ಯ ಅಲೋ ಅರಿ ಪಸೋ ನೆ ನಮಾರ್ ಫಾಲು ಯಾಲಾ ಮೇಯಾ ಲಾ ಆಚುರ ಆರೋ ದಾ ಪೀಚನ ರಾವ್ ಕುಟ್ಟಿ ರಚೆನ ಅರಿ ಪಸೋ ನೆ ಮಶೀವನೆ ಮಶೀಚೋವನೆ ಅರಿ ಪಸೋ ನೆ ನಮಾರ್ ಫಾಲು ಮೇಯಾ ಎ ಫೋಲರಿ မတိပနဖတ်မိွားတယ်ဆိုတော့နမတ်ပိုင်မလားမပိုင်ဘူးလားဆိုတော့ဒါကနေကြစတိဂလိစွာဖြစ်တယ်ပြင်းထန်တဲ့အညစ်အကြေးရှင်နဲ့မှပါတယ်နေကြစတိဂလိစွာနဲ့ပတ်သက်ပြီးကျွန်တော်တို့ဖေကာပညာရှင်တွေကနမတ်ဖတ်တဲ့နေရာမှာခွင်လွတ်တဲ့အတိုင်းတာပြရတာကျွန်တော်တို့ဒိရဟံဝိဒင်းကဝိဒင်းကပြတဝိုင်းကြ အဲ့ဒီတဝိုင်းစာထက်ကိုရောရဆင်နော်သူကျင်ငယ်ပြတဲ့အတန်တာရောရဆုံးနော်သူနမတ်ကကရာဟတ်မကူလောက်နဲ့မကူလောက်ဖြစ်ပြီးတော့သူနမတ်အထာမြောက်အောင်အကယ်၍ပေချန်တဲ့အတန်တာကဒီရဟမ်တပြားစာဖြစ်မဲ့သူမို့တပြားထက်ကိုပို့မယ်ဆိုတော့အဲ့ဒီနမတ်ကိုတပြားဖတ်ရလဲစရုတ်ထားမိဘကိုဆရာမုစီအဗ္ဒူလာကဖြေကြားပေးပါဆရာမိတ်ဆွေတို့ကမိထားပါတယ်ကျွန်တော်ကအရာဝတီတိုင်းပန်းတနော်မြို့နယ်ကပါ ကျွန်တော်အကူအညီလေးတစ်ခုတောင်းချင်လို့ပါကျွန်တော်စိတ်ထဲမှာအမြဲတမ်းလိုလိုဒီနဲ့ပတ်သက်ပြီးတန်လျာရဲ့ပုံစံတွေပဲအမြဲအမြဲအသွေးဝင်ဝင်နေလို့ပါဆရာအဘာတက်လို့တဲ့အချိန်တိုင်းမှာလည်းအဲ့ဒီအသွေးတွေကအမြဲဝင်နေမိတယ်ဒါကပုံမှန်အသွေးလုံလွန်ချင်းပြဿနာတစ်ခုပဲလားဒါမှမဟုတ်တရားတော်ရဒါကဘယ်လိုမျိုးရှိလဲဒါတွေကိုဖြည့်ရှင်းဖို့ဘယ်လိုလုပ်တင်လဲဆိုတာရှင်းပြပေးပါအောင်ဆရာများခင်ဗျာအလ္လာဟ်ရှင်ဆရာတို့အားလုံးပေါ်ရဟမတ်ချီးမြှင့်တော်မူပါစေ အမြဲတမ်းဒီအတွက်ဆရာတို့ကိုအတုံးချတော်မူပါစေအာမင်ဘစ်စမိလ္လာဟ်ရာဟ်မာနရာဟီမ်ဝလ္လဒီနာအာတိုင်နာဟူမုလ်ကီတာဘယဲလမူနာအန်နဟူမုနဇလုမ်မင်ရဘ်ဘီကဘီလ်ဟက်ဖလာတကူနန်နမင်အလ်မုမ်တရင် ကျွန်တော်မြတ်ကုရ်အန်ထဲမှာအလ္လာဟ်ဆူဘဟာနဟူဝါတာလာမိတ်တော်မူတယ်ငါအရှင်မြတ်ဟာကျွန်တော်မြတ်ကုရ်အန်ကိုခြားပေးတယ်ဘယ်ပုဂ္ဂိုလ်တွေကိုချပေးတယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာတိတယ်ဒီစာအုပ်ကမှန်ကန်တယ်ဆိုတာအဲ့တော့ ပြီးပြီးတဲ့နောက်ပိုင်းမှာဒီကျဲမတော်မြတ်ကုရအာနဲ့ပတ်သက်ပြီးတော့တဏှာမထားနဲ့အဲ့လိုပဲနောက်တဏှာမှာစူရာယူနုစ်မှာဖအင်ကွန်တဖီရှက်ကင်မင်မာအန်ဇလနာအီလိုက်ကဖစအလလဇီနယကရအူနလ်ကီတာဘမင်ကဘလစ်အကယ်လို့ကျဲမတော်မြတ်ကုရအာနဲ့ပတ်သက်ပြီးတော့တဏှာဖြစ်ခဲ့တယ်ဆိုရင်နဲ့အတင်းရဲ့အရင်မှာဘယ်သူတွေဟာဒီကျမ်းဂန်ကိုဖတ်ခဲ့တယ်တင်ယူခဲ့တယ်သူတို့ကိုမေးပါဆိုလိုတဲ့သဘောကအတင်းရဲ့အရင်မှာဖတ်ခဲ့တဲ့လူတွေဆိုတာအာလမ်တာဒနာပညာရှင်တွေပြောတာ အတင်းထက်ကိုပို့ပြီးတော့ကုရ်အန်နဲ့ပတ်သက်ပြီးနားလည်တယ်အဲ့တော့သာသနာနဲ့ပတ်သက်ပြီးစိတ်ထဲမှာဒီလိုတန်နေရတယ်ဒီလိုမျိုးအသွေးတွေပေါ်လာတဲ့ခါကျရင်ဘာလို့ရမလဲဆိုအာဒင်သာသနာပညာရှင်တွေကိုချင်းကဲရမယ်မရှင်းတာတွေကိုသူတို့မေးပြီးစိတ်ထဲမှာရှင်းအောင်လုပ်လိုက်ရဒီလိုမှမမေးဘူးဆိုတော့ကိုယ်ကိုယ်တွေးနေမယ်အမျိုးမျိုးအသွေးတွေချော်သွားနိုင်တယ်အဲ့ဒါကြောင့်မလို့အလားတူတော်စင်တူတော်ကောင်းတွေရဲ့ထိုင်ဝိုင်းသွားရမယ်သူတို့ရဲ့တရားတွေနားထောင်ရမယ်သူတို့စင်နဲ့အနီးကပ်နေရမယ် ဟာလားဒီလိုမျိုးတာဇန်ကုရ်အန်ကျမ်းမြတ်ကပြထန်ထားတယ်အဲ့လိုပဲဆဟီဟိုင်းမှာဟာဒီသ်တပုဒ်လာရှိတယ်အင်နလ္လာဟ်တာအာလာတာဂျာဝဇ်အန်အွမ်မတီမာဝစ်ဝဆတ်ဘီဟီဆူဒူရူဟာမာလမ်တအမလ်ဘီဟီအော်တတကလမ်အလ္လာရှိမတ်ခင်ကအဲ့ဒီမွတ်စလင်နေစီကနေသူတို့စိတ်ထဲမှာဒီလိုပေါ်လာတဲ့ဝစ်ဝဆာလို့ခေါ်တဲ့အတွေးခေါ်ညင်နွမ်းတဲ့အတွေးခေါ်တွေဒီလိုအရာတွေကိုတဲ့အလ္လာတာလာခွင့်လွတ်တယ်ဘယ်ချိန်ထိလဲအဲ့ဒီတွေးပြီးတော့သူဂုဏမလုံးမိလိုက်ဘူးဆိုရင် အဲ့လိုပဲဒီလိုဂုဏရဲ့စကားပြောရင်ဂုဏထိုင်မယ်ဒါပေမဲ့တွေးလိုက်တယ်မပြောမိလိုက်ဘူးတစကားမထုတ်လိုက်ဘူးဆိုရင်အဲ့ဒါကိုအလာတာလာခွင်းလွတ်တယ်ဒါပေမဲ့အဲ့ဒီအရာကဟလာဒီလိုမျိုးအာအမလ်ကျင့်စဉ်နဲ့မပတ်သက်ပဲနဲ့အကီဒါယုံကြည်ချက်နဲ့ပတ်သက်တယ်ဆိုရင်တော့အဲ့လိုအရာကိုတွေးခြင်းဒီပင်လင်ဂုဏဖြစ်တယ်အဲ့တော့ဒါကအကယ်လို့အမှားဖြစ်အလ္လာတလာကဥမှားဖြစ်ဘယ်လိုပုံစံမျိုးလဲဘယ်မှာလဲဂျန္နတ်ကဘယ်မှာလဲဂျဟန္နမ်ကဘယ်မှာလဲ စားဖြစ်ဒီလိုအတွေးခေါ်တွေပေါ်ခြင်းကဂုဏဖြစ်တဲ့အဲ့ဒီအတွေးခေါ်တွေကိုဖျောက်လိုက်ရအဲ့လားဖျောက်တဲ့ပုံစံလေးလဲဟာဒီစ်မှာတင်ထားပြီးတယ်အဲ့လိုပါဟာဒီစ်တော့နောက်တစ်ပုဒ်မှာမွတ်စလင်ချမ်းမှာဟာလားလူဇူတမန်နမြကြီးဆလလောဟ်အလိဝဆလမ်ကြီးကိုရောက်လာတယ်ရောက်လာပြီးဗာမေးလဲဆိုတော့အင်နာနဂျီဒူဖီအန်ဖူစီနာမာယတအာဇမုအဟဒူနာအန်ယတကလမဘီဟီကျွန်တော်တို့စိတ်ထဲမှာဒီလိုအရာတွေပေါ်လာတယ်တဲ့အဲ့ဒီအရာကို ပြောဖို့တော့ကျွန်တော်တို့တော်တော်လေးကိုပါးစပ်ကမထွက်ဘူးဖြစ်နေတယ် ပြောဖို့တော့ဝင်လေတယ်အဲ့လိုမျိုးဗဇက်ကပြောဖို့တော့မထွက်တဲ့အတွေးခေါ်တွေကျွန်တော်တို့စိတ်ထဲမှာဝင်လာအဲ့ဒီအချိန်မှာကောလာတမန်တော်မြတ်ဆလ္လာလာဆံကမေးတယ်အဝါကောဒဝဂျတ်တူမူတကယ်ပဲမင်းတို့စိတ်ထဲမှာအဲ့လိုပေါ်လာလားတဲ့ကောလူတို့ပြောတဲ့နာမ်ဟုတ်တယ်တကယ်ပဲပေါ်လာတယ်ကောလာတမန်တော်အဖြစ်ပေးတယ်ဇာကဆရီဟူလ်အီမန်အဲ့ဒါအီမန်ရှိခြင်းရဲ့သင်္ကေတလက္ခဏာတဲ့အဲ့ဒါအီမန်မရှိတဲ့လူဆိုရင်စိတ်ထဲမှာဒီလိုမကောင်းတဲ့အတွေးတွေပေါ်လာရင်သူဗဇက်ကပြောထည့်လိုက်မှာပေါ့ ဒါပေမဲ့သူ့ထဲမှာအီမန်ရှိတဲ့အတွက်စိတ်ထဲမှာပေါ်လာတဲ့စကားကိုသူပြောလို့မထွက်ဘူးပြောလို့မထွက်တော့ဘာလဲသူ့အီမန်ကတားထားတယ်မပြောနဲ့ဆိုတနည်းအားဖြင့်ဒီလိုပေါ်လာခြင်းကသူ့ထဲမှာအီမန်ရှိတဲ့သင်္ကေတလက္ခဏာအခုမေကွန်းရှင်ကမေးတယ်ကျွန်တော်ဒီလိုဒီလိုပေါ်လာအဲ့ဒီပေါ်လာတာကိုသူသာတကယ်ပဲကြိုက်ခဲ့မယ်ဆိုရင် तू မေးမှလည်းမဟုတ်ဘူး तू ပေါ်တဲ့အချိန်လောက်လာဒါပေမဲ့ तू ဒီလိုမျိုးပေါ်တဲ့အတွေးပုံမကြိုက်တဲ့အတွက် तू မေကွန်းထုတ်လိုက်ခြင်းဟာတနည်းအားဖြင့်သူ့အီမန်ကဒီလိုမျိုးအတွေးခေါ်ပေါ်တာကိုမကြိုက်ဘူး လဘောကဒါသူ့မှာအီမန်ရှိတဲ့သင်္ကေတလက္ခဏာဖြစ်တယ်။နော်အဲ့လိုပဲဟာဒီသ်တော်မှာပဲဟလာဘူခါရီနဲ့မွတ်စလင်မှာပဲလာရှိတယ်။တမန်တော်မြတ်ဆလ္လာလာဆံမိတ်တော်မူတဲ့ယာအတ္တရှိုင်တန်အဟဒကုမ်ဖယကူလမန်ခလကကဇာမန်ခလကကဇာရှိုင်တန်ကလာမယ်လာပြီးကျွန်တော်တို့အတွေ့ထဲမှာဒီလိုမျိုးဝတ်ဝဆာအတွေ့ခေါ်တွေထဲမှာဟလာမိုးကိုဘလူကဖန်ဆင်းလဲမြေကဘလူမြေကိုဘလူကဖန်ဆင်းလဲမြေကိုဘလူဖန်ဆင်းလဲစသဖြင့်တစ်ခုတစ်ခုမေကွန်ထုတ်ပြီးလူကိုတန်ရာဖြစ်အောင်သူလုပ် လောင်းလောင်းဟတ္တာယကူလာမန်ခလကရဘကနောက်ဆုံးမှသူတဖြည်းဖြည်းနဲ့အစင်းတက်လာပြီသူဒီအတွေ့အကြုံတို့ထည့်ပေးမယ်နောက်ဆုံးအတင်တို့ရဲ့အလ္လာဟ်တာလာကိုဘယ်လိုဖန်ဆင်းလဲအဓိကကျရင်တမန်တော်ဆလောဆာမိတ်ရှိတယ်ဖရီဇာဖလ်ဘလာဂါဟူဖလ်ယစ်တာအစ်ဘီလာဝလ်ယန်တဟီအဲ့လိုအတွေ့အခေါ်ရောက်လာပြီဆိုရင်နဲ့အလ္လာဟ်စီကနဲ့အကူညီတောင်းရာလာကျွန်တော်အတွေ့အခေါ်တွေမှာနေပြီးအလ္လာဟ်တာလာပြင်ပေးပါအလ္လာဟ်စီအကူညီတောင်းမယ်တော့တောင်းမယ်ဒီအရိဟာကိုအဲ့ဒီမှာပဲအဆုံးတက်လာတယ် အဆုံးတက်မဲ့ပုံစံကိုဒီလိုပုံစံနဲ့တင်ပေးတယ်ဘယ်လိုအဆုံးတက်မလဲဆိုရင်ချက်ချင်းကလေးမှာထားဖားလိုက်ဒါတွေကမကောင်းတဲ့အတွေးခေါ်တွေဟလာဒါငါကအလာကိုယုံကြည်တယ်တမန်တော်ကိုယုံကြည်တယ်တာသနာကိုယုံကြည်တယ်ဒီလိုပုံစံနောက်တစ်ခုကသူဘယ်ထိုင်ဝိုင်းမှာထိုင်ပြီးတော့ဒီကိစ္စကိုတွေးနေတယ်အဲ့ဒီထိုင်ဝိုင်းကနေချက်ချင်းထပြီးတော့နောက်တစ်နေ့အောင်ရှေ့သွားလိုက်ဒါဒါရှိုက်တန်ရဲ့ဝတ်စွာစာဖြစ်တယ်ဒါမှမဟုတ်အလုပ်တစ်ခုလုပ်နေတဲ့ဒါကိုတွေးနေလို့ဆိုအဲ့ဒီအလုပ်ကိုရပ်ပြီးနောက်အလုပ်တစ်ခုပြောင်းလုပ်လိုက် မိမိအာယုံပြောင်းလိုက်မယ်ဒါမှမဟုတ်ကုရ်အန်ဖတ်နေလိုက်မယ်ဒါမှမဟုတ်ဆရာသခင်တပါးပါးနောက်တွားပြီးထိုင်ပြီးတော့ဒါမရှင်းတာတွေမေးလိုက်မယ်ဒီလိုပုံစံမျိုးနဲ့လှုပ်လိုက်မယ်ဆိုရင်ဟာလာဒီအတွေးခေါ်ကတဖြည်းဖြည်းနဲ့မကြခင်မှာပျောက်သွားမှာဖြစ်ပါတယ်ပြင်စမမေးခွန်းကိုဆရာမူတီဟိုဇိုင်ဖာကဖြေကြားပေးပါဆရာမိတ်ဆွေတို့ကမိထားတယ်အိမ်တော်တဲ့အမျိုးသမီးအသက်30ဇပင်တွေဖြူနေလို့အမဲဆိုးလို့ရလားဆရာရှရီအတ်အရာပိုင်ပါသလား လုံးဝအမဲနဲ့ရောက်အမဲရင်းအောင်ဆိုတာနဲ့ပတ်သက်ပြီးတော့ဟာဒီစ်တော်ဒီမှာသမဏမြတ်ဆလ္လာလဝဆလမ်တာမြတ်တာအဲ့ဒီတာမြတ်ချက်မှာအမျိုးသားအမျိုးသမီးဆိုပြီးခွဲပြားတာတာမရှိဘူးအဲ့လိုပဲအတက်ရွယ်အဖြစ်အတက်ကြီးတဲ့လူဆိုရင်ဆိုလို့မရဘူးအတက်ငယ်တဲ့လူဆိုရင်ဆိုလို့ရတယ်စသဖြင့်အဲ့လိုမျိုးခွဲပြားတာတာမရှိဘူး အမဲရင်းအောင်ဆိုတာကိုတမန်တော်မြတ်ဆောတလံတားရတဲ့ဟဒီတဘုံမှာကယ်မန်နီလိုင်းဒီလိုအုတ်စုတအုတ်စုရောက်လာမယ်တဲ့ယခ်ဒီဘူနာဖီအာခီရီဇမန်ဘစ်ဆဝါဒသူတို့ကအနယောအမဲရင်းအောင်ကိုသူတို့ဆိုးကြမှာကာဟဝါဖီလ်ဟမာအဲ့ဒီအယောင်ကဘာနဲ့တူမဲ့ချင်းခိုရဲ့ ခိုးရဲ့ဝမ်းဘက်ခိုးရဲ့ဇလုံးလိုပဲတခါတည်းမင်းနဲ့အဲ့လိုဆိုတဲ့ပုဂ္ဂိုလ်ကလာရဲ့ဂျီဒူနာရာဟတ်တယ်ဂျန်နာဂျန်နတ်ရဲ့အနံ့ကိုတော့ရရှိမှာမဟုတ်ဘူးဆိုပြီးတမန်တော်မြတ်ဆောတယ်အမေ့ရှိတာအဲ့လိုပဲအဒီတော်မှာလာတဲ့မကာရှင်မျိုးတော်ကိုအောင်မြင်တဲ့နေ့ကမကာကိုအောင်နိုင်တဲ့နေ့ကအဇတ်အဘူဘကာရှဒီဂ်ရဒီအလ္လာဟူရဲ့ဖခင်အဇတ်အဘူကူဟာဖာကို တမန်တော်မြတ်ဆောဒမ်ထံပါကိုခေါ်လာအစ္စလာမ်လက်ခံလိုက်ခေါ်လာတဲ့အချိန်သူ့ခေါင်းတစ်ခေါင်းလုံးကဖြူသွားပြီဖြူသွားပြီအဲ့ဒီမှာတမန်တော်အမိတ်ရှိတဲ့သူနဲ့ပတ်သက်ပြီဂိုက်ရီရုသူရဲ့ဒီဇပင်ရဲ့အဖြူတွေကိုအတင်တော့တခြားအယောင်နဲ့ပြောင်းပြီးလိုက်တခြားအယောင်ဆိုးပြီးလိုက်ဝဘ်ယတနိဘုဆဝါဒ် အဲ့လိုကြောင်းပြီးတဲ့နေရာမှာအယောင်ဆိုးပြီးတဲ့နေရာမှာအမဲကန်းနေအတင်တို့ရှောင်းပါဆိုပြီးအမိတ်ရှိတာအဲ့ဒီအတွက်ကြောင့်အမဲရင်းရောင်တော့ဆိုးလို့မရဘူးအမဲရင်းရောင်မှလွဲပြီးတော့တခြားအယောင်ဆိုးလို့ရတခြားအယောင်ဆိုးလို့ရတဲ့အညူရောင်ဆိုးလို့ရတဲ့အဲ့လိုပဲဒန်းရောင်အနီရောင်ဆိုးလို့ရတခြားဘဲရောင်မဆိုးအဲဒီအခုနမေးမြန်ကြမ်းမှမေးလာတဲ့မြို့သူမိက sulu yaara a meŋ niyat ka yuya jaga bape a meŋ meŋ yɛ miudaago koshi lopo meŋ yɛ miudaago raazui pebo meŋ yɛ miudaago pyoshiyaŋ lopo a de niyat da bota bi tu suu meŋ suyɛ sulu yaara a de suure suure de ma lɛ sikanya da kuga de lo suure miŋ ma pe a o a de suure ha wudu lɔ da ne a ma yɛ tuura ne a ma ရေကိုသပင်ထိရောက်ဖို့အတွက်အတားရှိဖြစ်နေမှာအဲ့လိုဆိုဒီမျိုးမဖြစ်ရဘူးအယောင်တည်ယုံတော့ပဲဖြစ်မဲ့ဆိုဒီမျိုးဆိုရင်ဆိုလို့ရတယ်အမဲအောင်တော့ဘယ်လိုမှဆိုလို့မရနောက်ဆုံးမိဘကိုဆရာမူတီအဗ္ဒူလာကဖြေကြားပေးပါဆရာကျွန်တော်တို့မှာမောင်နှမ၉ယောက်ရှိပါတယ်ကျွန်တော်အဖေတက်ရှိထင်ရှားရှိစဉ်ကတားတယောက်ကိုသူအလိုရှိသလောက်ပေးခဲ့ပါတယ်ပေးခဲ့တာကိုဗီဒီယိုနဲ့တက်တည်ရှိပါတယ် မတီခင်ကလေးကအဲ့ဒီသားနမည်နဲ့လွှဲပြောင်းပေးခဲ့ပါတယ်မိဘတက်ရှိထင်ရှားရှိစဉ်ကသားသမီးတွေထဲပေးချင်တဲ့လူကိုပေးချင်သလောက်ရှရီအတ်အရာပေးခွင့်ရှိပါသလားဆရာရှင်းပြပေးပါအမားပိုင်မာဖလောပါအမီရမ်ဇန်အလီနေရလေးစားအိမ်မဲဘစ်စမီလာဟီရာဟ်မာနီရာဟီမ်လူတယောက်ကမိမိတက်ရှိထင်ရှားရှိတဲ့ကာလမှာဒီပစ္စည်းကိုသူပဲပိုင်ဥမာဖြစ်ဒီ ပစ္စည်းဥစ္စာကိုအဖေကရှာထားတဲ့ဆိုရင်အဖေပဲပိုင်တယ်အဖေတက်ရှိထင်ရှားရှိတဲ့အချိန်မှာအဖေကကြိုက်တဲ့နေရာမှာကြိုက်တယ်လို့တောင်းလို့ရတယ်ဂျာအစ်နေရာမှာဆိုရင်အဖေတက်ရှိထင်ရှားရှိတဲ့နေရာမှာအဲ့ဒီအချိန်မျိုးမှာဘ루မမဘယ်တာသမီကမှအမွေလဲတောင်းခွင့်မရှိဘူးအမွေလဲပေးကြလည်းမလို့အမွေစရာဘယ်ချိန်စမလဲဆိုရင်ဒီပိုင်ရှင်ွယ်လွန်တဲ့အချိန်ကစပြီးဒါကိုတရားတော်ရဲ့ပေါင်းသင်းကနေခွဲမယ် ယောက်ျားလေးကတားဆိုရင်ငပုံရမယ်တမီးဆိုတပုံရမယ်စသဖြင့်အခုမိကုံးမမေးရတဲ့ဒီပိုင်ရှင်ကတက်ရှိထင်ရှားရှိတဲ့အချိန်မှာဒီပစ္စည်းကိုတားသမီးလေးကိုအမွေခွဲပေးတယ်လို့ပြောတက်ရှိထင်ရှားရှိတဲ့အချိန်မှာပေးတဲ့ဟာကအမွေမဟုတ်ဘူးအဲ့ဒါလက်ဆောင်ဖြစ်တယ်အဲ့ဒါလက်ဆောင်ပေးတဲ့နေရာမှာမိဘကတားသမီးကိုလက်ဆောင်ပေးတဲ့နေရာမှာမုစတဟမ်ကယောက်ျားလေးနှစ်ပုံမိန်းကလေးတစ်ပုံမဟုတ်ဘဲနဲ့တာဝတ်တမီရောညီသူမြတ်သူမြတ်မြတ်တတ်ပေးခြင်းမုစတဟမ်ဖြစ်တယ် အဲ့ဒီပုံစံပေးတဲ့နဲ့ဒီလိုပုံစံပဲပေးရမယ်အကယ်လို့အဲ့လားမိဘကသူတက်ရှိထင်ရှားရှိတဲ့အချိန်မှာတားသမီးတွေကဘာအကြောင်းတရားတစ်ခုမှဘာအကြောင်းငံမှမရှိပဲနဲ့ဒီတိုင်းပဲတယောက်ကိုပေးပြီးကျန်တဲ့လူကိုမပေးဘူးသို့မဟုတ်တယောက်ကိုပူပေးလိုက်တယ်ကျန်တဲ့လူကိုရှော့ပေးလိုက်တယ်ဒီလိုပုံစံလုပ်မယ်ဆိုရင်တော့ဒါကမကရူဖြစ်တဲ့ဒါလည်းကျွန်တော်တို့ဟန်နဖီတို့အီမမ်ရှာဖီတို့နော်အီမမ်မာလစ်တို့ရဲ့ထံမှာ တဖမအီမမ်အာမတ်ဘင်ဟမ်ဘလ်တို့အီမမ်ဘူခါရီတို့အီမမ်တီမီဇူရီယာထမဟာရမ်လို့တော့ပြောတယ်အဲ့တော့ဒါကိုသတိထားမယ်ကျွန်တော်တို့ထမမကူလူဖြစ်တဲ့ဒီလိုမျိုးအဲ့ဒါတယောက်ကိုပို့ပေးမယ်တယောက်ကိုရှော့ပေးခြင်းကဒါမလုပ်သင့်ဘူးမကူလူဖြစ်တဲ့ကိစ္စတစ်ခုဖြစ်တယ်အဲ့တော့ဒါပေမဲ့အကြောင်းခံရှိတယ်ဥပမာအဖြစ်ညီမတာသမီတွေမှာတယောက်ကတအားဆင်းရဲတယ်လို့အကြက်များလို့သူပို့ပေးလိုက်တယ်ဒါမှမဟုတ်တာသမီတွေကတယောက်ကတအားသာသနာကိုင်းဆိုင်တယ်နမတ်ဖတ်တယ်ဒီအလုပ်လုပ်တယ်ဟလား တာသနာလုံးလုံးတယ်ဒီပုံမှာဝင်ဝင်နေလို့သူ့ပူပေးလိုက်တဲ့ဒီပုံစံရတယ်ဒါမှမဟုတ်မိဘကိုတအားခစ်မှလုံးလို့ channel လို့နဲ့ short ပြီးတော့သူ့ပူပေးလိုက်တယ်ဒီလိုပုံစံအကြောင်းတရားရှိမှဆိုရင်တော့ရတယ်အကြောင်းကမရှိဘူးဆိုမရဘူးအခုဘူခါရီကျမ်းမှာပဲဟာဒီသ်တစ်ပုဒ်လာရှိတယ်အနင်နောအမန်ဘနိဘရှီရန်ရာဒီအလ္လာဟူတာအလာအန်ဟူအန်အဘါဟူအတာဘီဟီအီလာရာဆူလ illah ဆလ္လာလာဟူအလိုင်းဝဆလမ်နောမန်ဘရှီရ်အလာရာဒီအလ္လာဟူတာအလာအန်ဟူက အမိတ်ရှိတယ်ကျွန်တော်ကိုကျွန်တော်ဖေကကျွန်တော်ကိုတမန်တော်စီကိုခေါ်သွားတယ်ခေါ်သွားပြီးဗာပြောလဲဆိုတော့ဖကောလာအင်းနီနဟလ်တူအစ်ဘနီဟာဇာဂူလာမန်ကျွန်တော်ကလည်းကျွန်တော်ရဲ့ဒီသားကိုကျွန်တယောက်ကျွန်တော်လက်ဆောင်ပေးလိုက်တယ်အဲဒီမှာဖကောလာတမန်တော်မေးတယ်အကုလဝလဒီကနဟလ်တမစ်လာဂျန်နက်ကလေးတွေကိုသူ့ကိုပေးတယ်လို့ပေးလာတယ်ဟောလာလာဒီပြောတဲ့ဂျန်နက်ကလေးတော့မပေးဖြစ်သူ့ပဲကျွန်တော်ပေးတယ်အဲဒီမှာကောလာတမန်တော်အဖြေပေးတယ်ဖရဂျီရဟူပြန်ယူလိုက်တယ် दियाने भाती वाले से अलतशी थे शाशी रे छे माले तादमी जी गोपी में सुंग में आतरा बपिया अलतया गोपी रे तिया गो मपे बु सुंग अलो छे नि मा बेले तमन बे रे प्यान युलाई रे तखाव तमन म्य सल्लल्लाहु अलैहि वसल्लम का खयी दखु मा तमन म्य सल्लल्लाहु अलैहि वसल्लम का कल औदगा मोमा सी रे हजरत उमर का कल औदगा मोमा सी रे अलो हजरत उमर ये ता अब्दुल्लाह बिन उमर का कल औदगा मोमा सी रे तो आए तो आए ने भाभी ले सो हजरत अब्दुल्लाह बिन उमर ये कल औगा မြန်တယ်အဲ့တော့မြန်တော့သူအရှိရှိကနေကြော်ကြော်ပြီးသွားနေတာတမန်တော်ရဲ့ကလအုပ်ကိုကြော်ကြော်ပြီးသွားနေတော့ဒီဟာကိုဟာဇတ်အိုမာကမကြိုက်ဘူးမကြိုက်တော့ဘာလုပ်လဲဆိုတော့သူအရှိကနေသူ့သားရဲ့ကလအုပ်ကိုသူရိုက်တယ်ရိုက်ပြီးတဘောကအနောက်ပြန်ဆုပ်ပေါ့တမန်တော်ရဲ့ကလအုပ်မကြော်နဲ့ဆိုတဲ့ပုံစံရိုက်တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအဗ်ဒူလာဘင်အိုမာစီထားတဲ့ကလအုပ်ကိုဟာဇတ်အိုမာကပိုင်အဲ့တော့သူပိုင်တဲ့ကလအုပ်ဆိုတော့သူရိုက်တယ်ဒီမြင်ကွင်းဒီအဖြစ်ပြက်ကိုတမန်တော်မြတ်ဆလ္လာဆန်မြင်သွားတော့ အဲ့တော့တမန်တော်မြတ်ဆလ္လာလ္လာဟ်အလိုင်းဆလ္လမ်ကဟာလာသူတို့လိုပြောလိုက်လေရတဲ့ဟာလာဒီဟာကနော်ဒီအတင်းရဲ့တားကိုပေးလိုက်ပါဟဇရတ်အိုမာကိုပေးလိုက်ပါလို့ပြောလိုက်အဗ်ဒူလာဘင်အိုမာကိုပေးလိုက်ပါလို့ပြောလိုက်ရင်ရတယ်ဒါပေမဲ့သူ့ပေးရင်တခြားသားသမီးကိုလည်းပေးရမယ်အဲ့ဒါနဲ့ဘာလို့လဲဆိုတော့တမန်တော်မြတ်ဆလ္လာလ္လာဟ်ကနောက်ဆုံးမှဟာလာဝယ်လိုက်တဲ့ဒီကလောအုပ်ကိုဝယ်ဝတ်တရနဗီယဆလ္လာလ္လာဟူအလัยဟိဝဆလမ်မင်အိုမာရဘအီရန် تمن میں صلی اللہ علیہ وسلم کا حضرت عمر زگانے دیکھا لے اوگو ویلائی رہے ثم آتواہو ابن عمر پیرا عبداللہ بن عمر گو پیلائی رہے وقال پیرا باپیو لے سنے اسنا بھی ما شیئتا اگو اتن چاہی رہا لولو یا بھی سو پیرا دلو میں پیلائی رہے اور دی حدیث دیکھانے لے باتی آلے سنے ممی شنے زنکالا ماں ممی تادمی رہے گو နော်မိမိသားသမီးတွေကိုညီသူများသူပေးခြင်းကမော်စတာဟပ်ဖြစ်တဲ့အကြောင်းမဲ့တယောက်ကိုပူပေးမှဒါမှမဟုတ်တယောက်ပြီးပြီးကျန်တဲ့လူလုံးဝမပေးဘူးသူတို့လောက်ခြင်းကမကူလို့ဖြစ်တယ်အကယ်လို့ဖခင်ကတယောက်ကို ပေးလိုက်ပြီရတဲ့လူကရသွားပြီမရလို့မရဘူးဆိုရင်ရတဲ့အလူအနေနဲ့ဘာလုပ်တင်လဲဆိုရင် သူရတဲ့ဟာတွေကကျန်တဲ့မောင်နှမတွေကိုလည်းမျှပေးတင်ဘာလို့လဲမိမိဖခင်ကိုတနာသောအဖြစ်ဖခင်အာခိရတ်မှာမခံရရေးအတွက်တောကမရောက်ရရေးအတွက်သူ့အနေနဲ့ လာကိုမြှပြီးပေးလိုက်တဲ့အလ်ဟမ်ဒူလ illah ဖြေချပြီးတဲ့ဆရာတွေကိုအလ္လာဟ်တာလာအထာနာစလုံးမှာကောင်းတော်စားများချီးမြှင့်ပေးသနာတော်မူပါစေနားဆင်ကြည့်ရှုနေတဲ့မိတ်ဆွေများကိုလည်းအလ္လာဟ်တာလာကြားသိရတဲ့ပုံမှာအာမယ်လုံနိုင်တဲ့တော်ဖီကချီးမြှင့်ပေးသနာတော်မူပါစေမိတ်ဆွေများခင်ဗျာဒီတစ်ပတ်တော့ဒီလောက်ပါပဲအင်ရှာအလ္လာဟ်ရှေ့ပတ်မှာပြန်ဆုံကြမယ်အစ္စလာမုအလัยကွမ်ဝါရဟမတ်တူလာဟီဝဘာရကာတူ